ခင် business key ကပြန်တဲ့ခြေဆိုလိုက်ပါတယ် accounting မှာခြေခံဖြစ်တဲ့ devan entry ကိုပိုင်မှာ accounting ကိုနိုင်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ devan ဒီစည်ရင်းသွင်းတဲ့ပုံစံလေးတစ်ခုကိုကျွန်တော် record လုပ်ထားမှာဖြစ်ပါတယ်ကြည့်လိုက်အောင်နော် exercise ကလေးကိုကြည့်အောင်ပါ under the following transaction in the account of carlton montessori may 2016 may 2016မှာရှိတဲ့ carlton montessori ဆိုတဲ့ account တစ်ခုရဲ့ transition ကိုဆင်းသွင်းရမှာဖြစ်ပါတယ်။ demand ကိုဆင်းသွင်းတဲ့အခါမှာကျွန်တော်တို့ကပထမအဆုံးဒီမှာဆိုလို့ရှိရင်နာမည်လေးရေးပါမယ်။ client Montessori transition for May 2016လို့ရေးမယ်။ပြီးရင်ဒီဘက်ကသူရဲ့ကာလပေါ့နော်။ဒါ date ကိုရေးရပါမယ်။ပြီးလို့ရှိရင်ဒီမှာ debit credit ဆိုပြီးဆင်းရင်းနဲ့သွင်းမယ်။ဒီမှာတော့ debit credit ဆင်းရင်းသွင်းရမယ်။ငွေကြေးဆင်းသွင်းမယ် debit credit line မှာ။ကြည့်ကြအောင်ပါနံပါတ်1နံပါတ်1ဆိုတာက first may 2016ပါ started the business with 10000 in the bank လုပ်ငန်းစစခြင်း10000နဲ့ဘဏ်ထဲကိုစီးရင်သွင်းတယ် okay started the business with 10000 in the bank လုပ်ငန်းစစခြင်း10000ဘဏ်ထဲကိုစီးရင်သွင်းတယ်ဆိုတော့လုပ်ငန်းစစခြင်းသွင်းတာ capital ပါ capital ဖြစ်တဲ့ကြောင့်မို့ capital က credit nature okay အဲ့တော့ capital credit nature ဆိုလို့ရှိရင်နောက်တစ်ခုက in the bank ဘဏ်ထဲဝင် bank ကို customer ဝင် debit ပါအဲ့ဒါကြောင့်မို့ကျွန်တော်ကတရက်မေး debit bank တောင်းလို့ကျွန်တော်စဉ်းစားတွေ့မှာဖြစ်ပါတယ်။ဘာလို့လဲ bank to customer ဝင်တဲ့ debit bank တောင်းလို့စဉ်းတွေ့ပြီးတော့ဘာလို့ဝင်တာလဲ bank to customer ဝင် opposite side မှာဝင်ဝင်စီတဲ့အကြောင်းအရာရှိပါတယ်။ဘာလို့လဲ capital ငွေရင်းနှီးထည့်လို့ပါ capital credit နေချာတဲ့ကြောင့်မလို့ credit capital လို့ကျွန်တော်စဉ်းစားတွေ့မှာဖြစ်ပါတယ်။ခြေသာဆိုလို့ရှိရင်တရက်မြေမှာ debit bank တောင်း credit capital တောင်းလို့စဉ်းတွေ့ပြီးတော့ပါတယ်။ ဆိုနံပါတ်3ကိုကြည့်အောင်3ဆိုတာ3ရက်မေ2016 bought goods computer city where on credit three from Jamie 600 and from Peter 1500 Jamie ရှိရကျွန်တော်တို့က600ပို့ကျွေးဝယ်တယ် Peter ရှိရလည်း1500ပို့ကျွေးဝယ်ဘယ်နေ့နေမှာလဲ3ရက်နေမှာအဲ့တော့ဝယ်မဲ့3ရက်နေကိုကျွန်တော် data လိုက်ပါမယ် that may bought goods computer city where ဆိုတော့ပြန်အောင်မဝယ်တာဖြစ်တဲ့ purchase ပါ purchase က debit နေချာဒါကြောင့်မလို့ debit purchase ပထမအောင်ဘလောက်ဝယ်ရလဲ600ဘဝယ်တာပါ debit purchase 600ဘလူးရှယ်ဝယ်ရလဲဂျီမီရှယ်ဝယ်တာပါဒါကြောင့်မလို့ credit ချိန်မီ opposite မှာ credit ချိန်မီရှိပါတယ်နောက် transaction တစ်ခုကအဲ့ဒီနေမှာပဲ commission ဝယ်ပါတယ်ပီတာရှိရတယ်ပြန်ရောင်းမှုဝယ်တာဖြစ်တဲ့အတွက် debit purchase purchase က always debit nature မှာတရ1500 plus share ဝယ်လဲဆိုတော့ credit ဖြီးထားဖြီးထား share ဝယ်လိုက်တာဟင်းဒါဆိုလို့ရှိရင်တော့၃ရက်နေမှာ transaction နဲ့ကုရတာပါပဲဆက်သွားမယ်6ရက်နေမှာ so good for cash so good ကုန်ပစ္စည်းတွေရောင်းတယ် for cash လက်ငင်းရောင်းလိုက်တယ်အဲ့တော့ကျွန်တော်တို့ကလက်ငင်းရောင်းလိုက်တဲ့အတွက်ကျွန်တော်တို့ cash account ကိုပတ်စံဝင်တယ် bank ကို cash to my ဝင် debit David 900လို့ကျွန်တော်စဉ်းစားတွေ့လိုက်ပါတယ်။ဘယ်နေ့မှလဲမေ6ရက်နေ့ပါ။ So good company ရောင်းဆယ်ဒီရောင်းရင် company ရောင်းတဲ့ဆယ်ဒီ always credit နေချာပါအဲ့တော့မ credit says 900လို့ကျွန်တော်စဉ်းစားတွေ့မှာဖြစ်ပါတယ်။ David entry ဆိုတာ David နဲ့ credit က must be in balance အပြည့်အစုံညီနေရပါတယ်။ Okay ဒါဆိုရင်ကျွန်တော်စက်ကြည့်အောင်ဘယ်နေ့ရောက်သွားပြီလဲ။ ကျောင်းရနေပြီးသွားပြီဆိုခုနှစ်ရက်နေ so good on credit to some 200 so good ကိုမစီရောင်းနေရောင်းနေတော့ sales ပါ on credit ဆိုအကျွေးရောင်းနေကျွေးရောင်းပတ်စံမရသေးပါဘူးဘသူ share ရရှိရလဲ some share ရရှိလာပါ200 200ဆိုတော့အကျွေးရောင်းလငယ်ရောင်း sales credit nature ဖြစ်တဲ့ credit sales 200လို့ကျွန်တော်စဉ်းသွင်းလို့ရပါတယ် debit ကဘသူ့ကိုရောင်းတာလဲ some ပါ debit some 200 Okay, ခုနှစ်နေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်က6ရက်နေကြည့်ရမှာ Bought goods on credit from Peter 350. Bought goods ကုန်ပစ္စည်းတွေဝယ်တယ်ဝယ်တယ်ဆိုတော့ purchase မှာကုန်ပစ္စည်းဆိုတော့ပြန်ရမှုဝယ်တာဖြစ်တဲ့ purchase ပါ debit purchase 350 purchase က always debit nature 350ဘယ်သူရှိရဝယ်ရလဲဆိုတော့ from Peter ဆိုတော့ credit က Peter ပါ true ဝယ်တာဖြစ်တဲ့ credit Peter 350 အဲ့တော့ debit entry debit သွားရတယ် credit သွားရတယ်အမြဲတမ်းညီနေရပါမယ် always must be balance okay နောက်တစ်ခုကကိုယ့်ရဲ့နေပြီးပြီဆိုရင်စက်သုံးရနေပါ return goods to peter 110 return ဆိုတာကပြန်ပို့တာ peter ရှိမှာအပေါ်ကကျွန်တော်တို့ကဝယ်ထားတာဖြစ်ဆိုတော့ purchase ခုပြန်ပို့တယ်ဆို purchase return မှာ purchase က debit ဆိုရင် purchase return credit ပါတယ်ဆိုတော့ credit purchase return ဘယ်သူ့ကိုပြန်ပို့တာလဲဆိုတော့ peter ကိုပို့တာဖြစ်တော့ debit က peter ပါ Hmm, 13 years later. So in 14 years, paid money owing to Peter by check 1740. Paid money but paid owing to Peter. Yeah, she got paid. But to Peter, Peter got paid. She got paid. By check, check the money paid. Check the money paid. Ban in withdrawal. Go go pay ban. Ban no cash flow. Withdraw credit. At a credit bank 1740. But you will pay later. General pay later. Ah. ပီတာဖြစ်ပါတယ်ဒါကြောင့်မလို့တဲဘက်ကပီတာပီတာအောင်ပြလေရတာဝေထွင်ရင်ဘန်နုကက်ချ်မန်ဝေထွင်ရင် opposite မှာငွေထွက်စီတဲ့အကြောင်းကရှိပါတယ်ငွေထွက်စီတဲ့အကြောင်းကဘာဖြစ်လဲပီတာအောင်ပြလေရတော့ okay ဒါဆိုလို့ကျွန်တော်ဆက်လျက်ပြီး16မိနစ်ကြည့်ရအောင်ပါ board office furniture board office furniture on credit office furniture ကိုအကြည့်ဝယ်ပါတယ် from fully furnished private limited the town 6 2006 and right office furniture ဆိုတာက asset ပါ asset ဒီ debit nature ဒါကြောင့်မလို့ကျွန်တော်တို့က debit office furniture credit card ဘယ်သူရှိရဝယ်လိုက်တာလဲဆိုတော့ credit fully furnished by private limited the town chart ဟာဆိုကျွန်တော်စဉ်းသွင်းမှာဖြစ်ပါတယ်ဆက်ကိုရင် bought motor vehicle on credit motor vehicle where from jeffrey private limited by 3000 jeffrey private limited company ကနေဝယ်လိုက်တဲ့3000ပို့ motor vehicle ကလည်း asset company ရဲ့ asset နဲ့ current assets တွေပါဒါကြောင့်မို့ definiture crucial ware လဲဆိုရင် from jeffrey private limited ဖြစ်တဲ့ credit က jeffrey private limited ပါစကွေးနေပြီးသွားပြီဆိုရင်ကျွန်တော်20နေကြည့်အောင်ပါ return sun furniture to fully furnished private limited ခုပြန်ပို့မယ်ဆိုတော့ office furniture လဲဝယ်လို့ရှင် debit တခြားပြန်ပို့ credit တခြားအကြောင်းမလို့ credit office furniture debit ကဘယ်သူပြန်ပို့မှာလဲအာ fully furnished တခြားမလို့ fully furnished private limited debit လို့ရေးပါ okay 20 21 paid jeffrey private limited by check jeffrey private limited ကိုပတ်စံပေးတယ်ဘာနဲ့ပေးတယ် by check ကျွန်တော်မြဲပြောပါတယ် check နဲ့ပေးကျွန်တော် company bank account ကို withdraw ပါတယ် bank ကို cash from withdraw credit ဆိုလို့ရှိရင် opposite မှာ withdraw စီတဲ့ခြောက်ခံရှိပါတယ်ဘယ်သူကိုဖယ်လဲရတာလဲ jeffrey private limited ကိုဖယ်လဲရတာပါဆောင်းမလို့ david jeffrey private limited 22 22 paid fully furnished private limited ဘာ check fully furnished private limited ကိုလည်း chairman နဲ့ပေးလိုက်တဲ့ထောင်းတော့ chairman နဲ့ပေးရင်ကျွန်တော်တို့ကဘဏ်ကနေငွေထွက်ပါတယ် bank of cash from withdrawing credit opposite map to ပေးလိုက်တာလဲဆိုလို့ရှိရင်ငွေထွက်စီတဲ့အကြောင်းအရ fully furnished ကိုပေးလိုက်တာပါဒါကြောင့်မလို့ရှင်းလိုက် debit fully furnished private limited credit back 22ပြီးတော့28 port office furniture by cash office furniture လက်ငင်းပေးဝယ် office furniture ဆို debit as a by debit at debit office manager နေရာ credit ကဘန်ဒူကက်ရှ်ရောငွေထွက်ရင် credit အစမလို့ credit cash ဒါကိုကြည့်မယ်ဆိုလို့ရှိရင် credit က cash cash ကငွေထွက်သွားတယ်ဆိုတော့ opposite မှာငွေထွက်စီတဲ့အကြောင်းအရာရှိပါတယ် office furniture လေးဝယ်လိုက်လို့ပါတက်တယ်မနော်။ Okay နောက်တစ်ခုကြည့်အောင် receive money from some 200. Sam here 100%ရတယ်။ရရဆိုရင်ကျွန်တော်ရဲ့ဘယ်မှာဝင်မှာလဲ။ Bank account မှာဝင်မှာလား cash account ခဘူးပေါ့အဲ့တော့ကျွန်တော်တို့ကဘန်ကောင်မှာဝင်နေဆိုတာဆိုဘန်ကို cash to our way in debit debit bank နဲ့ရ credit ဘယ်သူရှိရရတာလဲစမ်းတစမစမ်းရှိရရ credit စမ်းမရှိလိုက်မှာဖြစ်ပါ debit entry copy သွားပြီ debit credit ညီတယ်ဆိုတော့ copy သွားပြီဆိုရင်ကျွန်တော်တို့က total debit တွေကိုပေါင်းပါမယ်ဘယ်လိုရလဲ2600 2600အဲ့တော့ total debit နဲ့ total credit must be balance ဒီနေရာမှာဖြစ်ပါတယ် ကြောင့်မလို့ devil entry ဆင်းသွင်းတဲ့အခါမှာနှစ် phase လုံးတည်ရတဲ့စနစ်မျိုး devil entry system လို့ခေါ်ပါတယ် transaction တစ်ခုဒီဇိုင်းနည်းနဲ့ဆိုတော့ total devil entry ခွဲလိုက်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ video ချပြီးတော့ devil entry ဆင်းသွင်းတာကို practice တစ်ခုရသွားတယ်လို့ယူဆပါတယ် see you next video bye bye